ရိသမားလိုပဲမင်္ဂလာခင်ဗျကျွန်တော်ရဲ့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ကတော့ရှေ့လာမဲ့ပွဲစဉ်မှာသူ့ကိုမော်ရီနိုနဲ့အခွင့်ရရင်ပွဲတည်ပေးပါလားလို့တောင်းဆိုလိုက်ပါပြီခင်ဗျဟုတ်ကဲ့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ကဒီနေ့မှာတော့ဘရာဇီးဖိုက်တာဘရူနိုဆီလ်ဗာကိုတတိယပွဲစီရောက်မှာအလဲထိုးနဲ့အနိုင်ပြခဲ့တယ်ပွဲပြီးမှာတော့သူ့ကိုအင်တာဗျူးလုပ်တဲ့အချိန်မှာဘသူနဲ့တွေ့ကျင်လဲပေါ့လေအင်တာဗျူးကမေးတော့အခွင့်ရရင်သူ့ကိုမော်ရီနိုနဲ့ပွဲတည်ပေးပါလားဆိုပြီးတော့ဂျိုရှွာဘန်ကတောင်းဆိုသွားခဲ့တယ် မိုရီနိုက flyweight တက်မှာ champion ဟောင်းတယောက်ပါထိုးအားလည်းအရန်ကောင်းတဲ့ fighter တယောက်ဖြစ်ပါတယ်ခမ ्या အဲ့တော့ Joshua Ban နဲ့ Moyno ဒါတကယ်ထိုးခွင့်ရရင်တော့ပွဲကောင်းဖြစ်လာအောင်ပေါ့လေဒါပေမဲ့ဖြစ်နိုင်မို့ကတော့နည်းနည်းလေးအလန်းဝေးกว่าနေတယ်လို့တော့ကျွန်တော်တို့ထင်ထားမိဆဲပဲဖြတ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့လက်ရှိမှာ Joshua Ban ကပုံစံကောင်းနေရလာတယ်၄ပွဲဆက်တိုက်နိုင်တယ်ဒီနေ့တည်းမှာဆိုရင်လည်းနှစ်ပွဲထိုးတယ်နှစ်ပွဲလုံးအနိုင်ရတဲ့အခြေအနေကိုရောက်လာပြီ ဒါပေမဲ့တခုရှိတာကသူ့ ranking အနေထားနဲ့ဆိုရင်မွီနိုနဲ့ပွဲတယ်ဘီကိုဆိုတာက UFC အနေနဲ့နည်းနည်းအလန်းကွာတယ်လို့ဖြစ်နေတော့လက်ရှိအချိန်မှာမတည်ပြီးလောက်သေးဘူးပြပြောရမယ်ဆိုရင်နောက်ထပ်တပွဲနှစ်ပွဲလောက်ထပ်ပြီးအစွမ်းပြနိုင်မှာပဲဂျိုရှွာဘန်ဟာမွီနိုနဲ့ထိုးကွင်းရဖို့ကိုညှော်လင့်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယူဆသုံးသပ်မိပါတယ်သူကတော့မွီနိုနဲ့ပွဲဖြစ်ရင်ကောင်းလိမ့်မယ်ဆိုပြီးတော့ပြောသွားခဲ့တာပေါ့လေ စက်တမလ13ရက်မှာကျင်းပမယ် UFC နိုရှိပြိုင်ပွဲမှာခေါင်းပွဲအဖြစ်ကစားကွင်ရရင်အရန်ကောင်းပါပဲဆိုပြီးတော့ဂျိုရှွာဘန်ကနေပြောသွားခဲ့တာဖြစ်ပါတယ်ခင်ဗျသူကအခုလက်ရှိမှာဆိုရင်ဟိုမိုရီနိုကိုစင်ခေါ်ဖို့အတွက်ကဘာကြောင့်အလန်းဝင်နေရတယ်လဲဆိုတော့မိုရီနိုက flying weight မှာ ranking 2နေရာမှာရှိတယ်ဗျအဲ့တော့ဂျိုရှွာဘန်အနေနဲ့ကြတော့သူ့အနေနဲ့ဒီလိုအနေထားကို ရောက်ဖို့အတွက်အနိုင်ဆုံး ranking ကျွန်တော်ထင်ပါတယ်5တို့6တို့အဲ့လောက်ကိုရောက်အောင်အရင်ဆုံးတက်ပြီးမှပဲရနိုင်မယ်လို့ထင်မိတယ်ပေါ့လေအားလေးရှိလို့ပါအဲ့တော့ပွဲပြီး interview မှာ interview ကဂျေရှုအဘန်ကိုမေးခွန်းမေးလိုက်တယ်ပေါ့နောက်ထပ်တပွဲမှာဘယ်ပြန်ဘက်နဲ့တွေ့ကျင်ပါသလဲလို့မေးလိုက်တဲ့အချိန်မှာဂျေရှုအဘန်ကပြောသွားတယ်ကိုကျွန်တော်အပြည့်စုံပြောပြပေးချင်ပါတယ်ကျွန်တော်ကအဲ့လိုမျိုးစင်ခေါ်တာတွေမလုပ်ချင်ပါဘူးဒါပေမဲ့ UFC ကကျွန်တော်နေတဲ့ Texas ဘက်မှာ ပွဲကျင်းပဖို့ရှိနေတယ်လို့ကျွန်တော်သတင်းတွေကြားနေရတယ်။ပြီးတော့ Brandon Moyno ကလည်း UFC Noshima ပွဲဖြစ်နေတဲ့အကြောင်းပြောထားတာတွေကျွန်တော်ကြားနေရတယ်။ Moyno ကိုကျွန်တော်ဘက်ကမလေးမစားပုံစံမျိုးနဲ့စိန်ခေါ်တာမျိုးတော့မလုပ်ရှင်ပါဘူး။သူနဲ့ထိုးရမယ်ဆိုရင်တော့သူ့ကိုလေးစားမှုရှိရှိနဲ့ပဲစိန်ခေါ်ထိုးတာမျိုးကိုကျွန်တော်ဘက်ကလုပ်ရှင်ပါတယ်။တကယ်တော့ UFC ဘက်ကဘယ်သူနဲ့ဖြစ်ဖြစ်ပွဲတည်ပေးလာခဲ့ရင်တော့ကျွန်တော်အချိန်မရွေးထိုးဖို့အစဉ်သင့်ပါပဲဆိုပြီးတော့ ဂျိုရှွာဘန်ကနေပြောသွားခဲ့တယ်ခင်ဗျအဲ့တော့ UFC နိုရှိပြိုင်ပွဲကတော့စက်တမလာ13ရက်နေ့မှာကျင်းပမယ်လို့သိရှိရတယ်ဒီပြိုင်ပွဲကြီးမှာမိုရီနိုရဲ့ပွဲစဉ်ပိုင်မှုရှိနေလို့သိရတယ်ပေါ့လေဂျိုရှွာဘန်ဟာတင်းနေတစ်ချိန်ရောက်ရင်သူ့ရဲ့မျောလင့်ချက်ရှိတဲ့အတိုင်းမိုရီနိုနဲ့ပွဲထုတ်ခွင့်ရနိုင်မှာဈေးလို့လေဒီနေရာကနေကြိုတင်ပြီးဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြိဿအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ